အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားရဲ့ယူကရိန်းကျူးကျော်စစ် အဆုံးသတ်ဖို့အတွက်အချိန်ကြာကြီးဆောင်ခဲ့ပေမဲ့အခုတော့အချိန်ကျပြီဖြစ်တာကြောင့်ရုရှားအပေါ်ကိုအပြင်းထန်ဆုံးတိုက်ခတ်ပိတ်ဆို့လိုက်တယ်လို့ပြောရတယ်။ NATO မြောက်အတ္တန္တိတ်ဆက်စာချုပ်အဖွဲ့အတွင်းမှချုပ် Mark Rutte နဲ့အင်ယူရောမှာတွေ့ဆုံစဉ်သတင်းတောက်တွေကိုအခုလိုပြောကြားတာပါ။ Ukraine ကြီးကျော်စစ်အဆုံးသတ်ဖို့သမ္မတ Donald Trump ကရုရှားသမ္မတ Putin နဲ့ညှိနှိုင်းခဲ့ပေမဲ့ရုရှားဘက်ကငြင်းငြိမ်းရေးကောင်တယ်ဖော်ဖို့ပြက်ကွက်ခဲ့တာကြောင့်အောက်တိုဘာ22ရက်နေ့မှာ Rosneft နဲ့ Luquai ကုမ္ပဏီနှစ်ခုအပြင်အဲ့ဒီကုမ္ပဏီတွေနဲ့ဆက်ဆက်လုပ်ကိုင်နေတဲ့လက်ဝေခံကုမ္ပဏီတွေကိုဘန်နာယေးဌာနကတန်ခတ်ပိတ်ဆို့လိုက်ကြောင်းထုတ်ပြန်ပါတယ်။ ထရမ့်နဲ့ရုရှားသမ္မတပူတင်တို့ဟန်ဂေရီမှာဒုတိယအကြိမ်ထပ်တွေ့ဖို့အစီအစဉ်လဲမတည်ကြတော့ကြောင်းသမ္မတအင်ဘူရောကအောက်တိုဘာ21ရက်နေ့မှာကြေညာချက်ထုတ်ပြန်သလိုကွန်ဂရက်စ်လွှတ်တော်ပါတီကြီးနှစ်ရလုံးကလည်းထရမ့်အနေနဲ့ရုရှားအပေါ်ပိုးပြီးတော့ပြင်းပြင်းထန်ထန်တက်ခတ်ပိတ်ဆို့ဖို့တိုက်တွန်းလာတာလနဲ့ချီချလာပြီးမှအခုလိုပြင်းထန်စွာတက်ခတ်လိုက်တာပါရုရှားဟာအောက်တိုဘာ21ရက်ညတကောင်ရံနဲ့22ရက်အယုံဦးမှာ ယူကရိန်းရှစ်မြို့ထံမင်းဲကိုဒရုန်းနဲ့တိုက်ခိုက်တာကြောင့်မိခင်နဲ့အတူသူ့ရဲ့6လအရွယ်နဲ့12နှစ်အရွယ်သမီးနှစ်ဦးသေဆုံးခဲ့ပြီးတော့လူပေါင်း30လောက်တန်းရန်ရပ်သွားပါတယ်။အဲ့ဒီထဲမှာကလေး9ဦးလည်းပါဝင်ပါတယ်။ယူကရိန်းကတော့နိုင်ငံတကာအနေနဲ့စစ်ရေးအကူအညီတွေပေးကြဖို့ထပ်ပြီးတော့တောင်းဆိုပါတယ်။သမ္မတထရမ့်ကတော့ Tomahawk Cruise ဒုံးကျည်ပစ်ခတ်နိုင်မှုဆိုရင် တင်နန်းချိန်6လကနေတနှစ်လောက်အချိန်ယူရမှာဖြစ်ပြီးတော့အမေရိကန်ကတော့ကိုယ်တိုင်ဝင်ပစ်မှာမဟုတ်ဘူးလို့ပြောပါတယ်ရုရှားအနေနဲ့လက်ရှိထိန်းချုပ်ထားတဲ့ယူကရိန်းနယ်မြေတွေမှာစစ်ပွဲတွေရပ်တန့်ပြီးတော့နောက်ပြန်ဆုတ်ဖို့ပြောကြားထားပေမဲ့ရုရှားဘက်ကဒါကိုလက်မခံသလိုယူကရိန်းနိုင်ငံဘက်ကလည်းယူကရိန်းရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဘလောက်ထိအောင်အာမခံမလဲဆိုတာကိုနိုင်ငံတကာကမေးခွန်းထုတ်ထားပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ